လေရင်အေးပေါ်ဖြစ်နေချိန်မှာတကားမပွင့်ပေလို့ခရီးသည်တွေအထိတ်တလန့်ဖြစ်ခဲ့ရတဲ့မန္တလေးမြို့ကအဖြစ်အပျက်ပြည်သူများအလုံးမင်းလာပါရှင်အေဂရစ်တန်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ် မြန်မာမျိုးသားလေးချောင်းလိုင်းပိုင်ဘိုးရင်ခုံ3ခုံ8393လေးရင်တစည်းကလေးရင်ပိန်းပေါက်ပြီးတော့မေးလာမှုဖြစ်ကခရီးသည်တွေအထိတ်တလန့်ဖြစ်သွားခဲ့ရတဲ့ဖြစ်စဉ်တစ်ခုကိုမေလာ6ရက်နေ့ညနေပိုင်းမှာဖြစ်သွားခဲ့ပါတယ်။အဆိုပါလေးရင်ဟာမန္တလေးတရားဥပ္ပိပိဆိုင်ရာလေးစိတ်ကနေရန်ကုန်ဥပ္ပိပိဆိုင်ရာလေးစိတ်ကိုပြန်တက်ဖို့အတွက်စူးစမ်းစဉ်မှာလေးရင်ပိန်းပေါက်သွားပြီးတော့လေးရင်ပိန်းမေးလာမှုဖြစ်စဉ်ဖြစ်ခဲ့ရပါဘူး။ အဆိုပါခီးစင်မတော်တဆမှုမှာခီးသည်တွေထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ပါဘူး။ဒါပေမဲ့လေရင်အရေးပေါ်တကားဖွင့်နာနောက်ကြလို့ခီးသည်တွေအလုံးထိတ်လန့်သွားခဲ့ရပါတယ်။ အဆိုပါဖြစ်ပျက်တဲ့ပတ်သက်လို့အားချန်ဆိုတဲ့ခရီးသည်ရဲ့ပြောပြချက်အရာတော့ကပ္ပတိန်ကိုရိုင်းကမီးလောင်တာမီးငိမ့်နေပါပြီလို့ဝန်ခံတဲ့အချိန်ထိတောင်း emergency တကားပေးမဖွင့်ဘူးဆိုလိုက်တဲ့ MN နေပါပဲ။နောက်ပြီးတော့လင်းဘိန်းပေါက်မှန်မသိလို့ပြေးလန်းပေါ်မှာနှစ်ခေါက်လောက်အပေါ်ပြန်ဖို့ကြိုးစားသေးရ။လုံးဝမတက်လို့ညှော်နှန်းထွက်မှမီးလောင်မှန်းသိတော့အဲ့ဒီလိုမျိုးအားချန်ကသူ့ရဲ့ Facebook လူမှုကွန်ရက်မှာရေးသားထားပါတယ်။ အခြားခရီးတဲ့တဦးကလည်းလေရင်ကပုံမှန်ဆိုရင်နောက်ကျမှထွက်ပါတယ်။ဒါပေမဲ့ဒီနေ့တော့အစောကြီးလေရင်ကစိုက်ပြီးတော့အစောကြီးလေရင်ဘော်ကိုခေါ်တော့ပျော်ရွှင်စွာနဲ့ရန်ကုန်ကိုဆော့ဆော့ဆီးဆီးရောက်မယ်ထင်ပြီးတော့ပြောနေခဲ့တယ်။လေရင်ပြန်ဖို့ပြေးလမ်းမှာအရှင်ယူပြီးမှရုတ်တရက်ကြီး break out တာတည်လိုက်တော့ဘာဖြစ်တာလဲပေါ့။ဒါပေမဲ့နောက်တစ်ခါလေရင်ကိုပြန်လှည့်ပြီးအရှင်ပြန်ယူတတ်တယ်။ဘိန်းတန်ကမညက်တော့ဘူး။အတန်တွေထွက်လာပြီးကပတိန်ကလည်းတဖြည်းဖြည်းချင်းပြန်ထိန်ပြီးတော့လေရင်ကိုရက်လိုက်တယ်။အတွေ့အကြုံအရတငယ်ချင်းကိုပြောလိုက်တယ်။ဘိန်းပါ ောက်ပြီလို့အဆိုပါခရီးတွေကပဲလေရင်ဘိန်းပေါက်တာကိုလေရင်ဝင်တန်းတွေကပွင့်လင်းစွာနဲ့ခရီးတွေကိုအသိပေးတာမျိုးမဟုတ်ဘူးစက်ချုံရင်းနေရဲ့စစ်စင်းနေရဲ့ကြီးပြောပြီးတော့15မိနစ်လောက်ခရီးတွေကိုထိုင်ရာကနေမထခိုင်းဘူးစောင့်နေရင်းနဲ့ညော်နှန်းကထွက်လာပြီးဘာတကားမှအဖွင့်မပေးဘူးခရီးတွေကိုညှော်ခံခိုင်းကြောင်း အဲ့ဒီအချိန်မှာခရီးသည်တွေငိုသူအော်သူ open the door ဆိုပြီးနိုင်ငံသားတွေရဲ့အော်တန်တွေနဲ့ရောက်ရက်ခတ်ကုန်ပြီဒီလိုချိန်မှာအနောက်ဘက်ကမီးလောင်နေရဆိုတဲ့အတန်နဲ့တူအရှိတ်ကိုထွက်လာကြတော့မှပို့ဆိုးရောနောက်10မိနစ်ကြာတော့ကပ္ပတိန်ကိုယ်တိုင်မိန်းပေါက်နေလို့မီးလောင်သွားပါတယ်မီးလည်းငြိမ်သွားပြီးစိတ်ဖြစ်ပါပြီပြောတော့မှစဲဆိုတန်တွေကပို့ဆိုးရောတရုတ်တန်ဗိုတန်မြန်မာတန်နဲ့လေရင်အတွင်းမှာပြုတ်ကျက်ညက်ပိတ်နေပြီး လေကမရမွန်းချက်လာပြီအရေးပေါ်တကားလဲဖွင့်ခွင့်မပြီးကိုရီကအရေးပေါ်တကားနာထိုင်နေရောအရေးပေါ်တကားနာထိုင်နေတဲ့သူတွေဘာလို့နေလဲဆိုပြီးအတန်ထွက်လာသေးရဲ့အော်တကနာလေးတွင်မှာကဘာလေးခဏပြတ်သွားသလိုနိုင်ဝက်တွင်မှာခီးတဲ့တင်ဖို့အတွက်ကားလာတော့မှတက်ပြင်းချပြီးတော့လေရင်ပြန်စီဖို့အတွက်စောင့်နေရပြီဆိုပြီးပြောခဲ့ပါတယ်အဆိုပါခီးတဲ့ရဲ့အဆိုအရလေရင်ပေါ်မှာမြမလူမျိုးတွေအပြင်နိုင်ငံသားသားခီးတဲ့တွေပါပါတာဖြစ်ပါတယ်အဆိုပါအဖြစ်ပြတ်ကြောင့်ခီးတဲ့တွေတန်းရမရပေမဲ့လေတော်တော်လေးကိုကြောက်ရွံ့ သွားကြတာကိုလည်းတွေ့ခဲ့ရပါတယ်။အင်တာနက်ပေါ်မှာလည်းလေရင်ကိုမင်းကြီးတက်နေတဲ့ပုံတွေပြန့်နှံ့လာပါတယ်။မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာလွန်ခဲ့တဲ့နှစ်တွေကမြမအမျိုးသားလေးချောင်းလိုင်းပိုင် Empire 190လေရင်တစည်းကလည်းရှေ့ဘိန်းမကြပဲနဲ့အရေးပေါ်ဆင်းသက်မှုတွေပြုလုပ်ခဲ့ရပါသေးတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလေရင်နဲ့ပတ်သက်လို့မိမိတို့ရဲ့အတွေ့အကြုံတွေရှင်းရင်လည်းဝေမျှခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။